ားလုံးပဲမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့တိုင်းရွှေဈေးကတော့950အတက်နဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က10ရက်နေ့လေးလပိုင်း2020နဲ့9ခုနဲ့ညနေပိုင်းတိုင်းရွှေဈေးကတော့950တက်ပါတယ် 36.5ခန့်ရှိတဲ့အတိုင်းရွှေရီခဲစီဆိုင်ကရောင်းတဲ့ဈေးက9000နဲ့မှ400၊ဆိုင်ကလက်ခံတဲ့ဈေးက9000နဲ့မှ300လက်ဝတ်ရနာဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက9000နဲ့မှ200ဆိုင်ကလက်ခံတဲ့ဈေးက4,963.28နဲ့ပေါင်းစည်းရှိပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3,112.53နဲ့အတိုင်းရွှေဈေးကိုတွက်ထားပါတယ်။တစ်ဒေါ်လာကိုထိုင်းမှန်ငွေ34.11နဲ့အတိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 60ကျောင်းတမ900ခန့်လို့ရှိတဲ့တိုင်းရွှေကဲကဘန်ကောက်ထဲမှာလက်ခဏ200ရှိပါတယ်။လက်ခဏအပီးစီတိုင်းရွှေကဲတပတ်သားကို9600နဲ့ဒီနေ့မှာပေါက်ဈေးရှိပါတယ်။ဆိုင်ကလက်ခဏနေဈေးကတော့ရခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9300ဈေးနဲ့ပြန်ပြီးတော့လက်ခဏမှာပါ။ ။လက်ဝီရိုင်းလိုက်လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတထောင်ကနေ2000အထိရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစည်းနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝီရိုင်းတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်ပြီးတဲ့ပြင်ကို4800ဈေးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ဒီနေ့မှလည်းတိုင်းရွှေစိတ်ကတက်ပါတယ်။နောက်ထပ်ဆက်လက်တက်ဖို့လာလာရှိပါတယ်။ ။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်တော့အခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။ထိုင်းရွှေအခဲကလက်ဝတ်ရတနာနဲ့စားလို့ရှိရင်လက်ခစည်းနှုန်းကအများကြီးကိုတက်တာတာဖြစ်ပါတယ်။60.5ဒသမ500ခန့်လို့ရှိတဲ့ထိုင်းရွှေအခဲကိုဝယ်စုခြင်းနဲ့ဆိုရင်လက်ခစည်းသက်တာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် Cnet Clean Secor Square မှာတွားပြီးတော့ဝယ်လို့ရပါတယ်။ထိုင်းရွှေကတဲ့ဘက်သားကိုလက်ခ200ငါးဘက်သားထိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူး။ထိုင်းရွှေစင်းငွေစည်းတွေကိုမြန်မြန်တင်ပေးပါတယ်။ထိုင်းရွှေစင်းငွေစည်းတွေကိုတည်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်း င်နဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပြီးရှင်နိုင်ကြပါစေ။